င်္ဂလာပါကျွန်တော် knowledge generation page ကနေမျိုးချစ်စပါခင်ဗျာကြားပြန်လုပ်ငန်းတွေဟာမိမိတို့နဲ့မသက်ဆိုင်ကြောင်းရင်းဆိုနေတဲ့ search တူနေ DKB ကခေါင်းဆောင်လေးကို Strike Force SCSF အဖွဲ့ကတကယ်ဖမ်းဆီးနိုင်မလား Strike Force SCSF အဖွဲ့ကဘယ်သူတွေလဲဒီအဖွဲ့ကမြန်မာနိုင်ငံဇက်ကရာဇဝတ်ဂိုင်းတွေကိုတကယ်ပဲဖြုတ်ခွေးနိုင်တော့မလားစတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုမှာပြောပြပြီးတော့မှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ Scam Center Strike Force SCSF က ။စွာချစ်သူနဲ့ DKB ကခေါင်းဆောင်၄ဦးကိုရာဇဝဲမှုကျူးလွန်တဲ့အဖြစ်သတ်မှတ်ပြီးတရားဥပဒေအရပြစ်ပေးရယူသွားမယ်လို့တရားဝင်ကြေညာထားပါတယ်။ဒါဟာယခင်ခွန်စာတို့ကိုဖမ်းဆီးဖို့ဝရမ်းကြော်ညာရုံလောက်လုပ်တဲ့ symbolic pressure ထပ်ပေါ်မှုပြီး American ကထိရောက်စွာရေးယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။လက်ရှိ SCSF ထဲမှာလည်းဘာမှ team ဖွဲ့ပြီးထိုင်းနိုင်ငံအတွင်းရဲဌာနရဲ့ round round နဲ့ဒီ American agent တွေနီးကပ်ပူးပေါင်းလှုပ်ဆောင်နေတာကသက်ဆိုင်ရာနေကန်မာဖီးယားတွေအတွက်ရာမမင်းခေါင်းလောက်ထိုးတဲ့ဖြစ်လာပါတယ်။ မြန်မာနယ်စပ်ကမာဖီးယားကောင်းဆောင်တွေကိုတကယ်ဖမ်းဆီးမှလား American နေဖန်စီနေကြပုံစံတိုင်းလူရှိတရခန့်တွေကိုမြန်မာနိုင်ငံနဲ့ထိဝင်ပြီးဖမ်းမှလာဆိုတာစိတ်ဝင်စားရပါ။ American ကသူ့နိုင်ငံရဲ့လုံခြုံရေးထိခိုက်မှုကိုအကြောင်းပြပြီးတခြားပြည်ပနိုင်ငံတွေမှာသက်ဆိုင်ရာအစိုးရကိုကြိုတင်တည်ပေးကြောင်းကြားခြင်းမရှိပဲလူရှိသူတွေကိုကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးလေ့ရှိပါတယ်။ဒီလိုဖမ်းဆီးမှုတွေကို American သရှိုးဖွဲ့စည်း CIA နဲ့ Department of DOD ကာကွယ်ရေးဝန်ကြီးဌာနအောက်ကထူးတပ်ဖွဲ့တွေကလုံဆောင်နေရှိပါတယ်။ Scam Center Strike Force မှာတော့ CIA ရော DOD ရောဖွဲ့ဝင်နေနဲ့မပါဝင်ပါဘူး။ဘလို့အဖွဲ့တွေပါလဲဆိုရင်နံပါတ်၁ Federal တရားရုံးမှာအမှုတရားဆွဲဆိုပြစ်ပေးနိုင်မှုမြို့တော် Washington DC မှာရှိတယ်။ Attorney's Office of District of Columbia နံပါတ်၂ Computer ရာဇဝတ်မှုငွေကြေးလိမ်လည်ခွာခြားမှုဆိုင်ရာမှုကင်းကိစ္စတွေကိုကိုင်တွင်နိုင်မှု American တရားရေးဌာန၏ရာဇဝတ်မှုဆိုင်ရာဌာနကွဲ Criminal Division of Department of Justice နံပါတ်၃ရာဇဝတ်မှုတွေကို အသေးစိတ်စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံမှာတာဝန်ရှိဌာနများထူးသဖြင့်ရဲဌာန၏ဝါရုံစုံစမ်းထောက်လှမ်းမှုများကို24နာရီချင်းပြည့်ကြီးကြပ်ကြသောစင်တာတွင်တွဲဖက်တာဝန်ထမ်းဆောင်ရန်နှင့်ရာဇဝတ်သားများပြန်လည်လွှဲပြောင်းသည့်အခါအမေရိကန်နိုင်ငံသို့ပြန်လည်ခေါ်ဆောင်သွားနိုင်ရန် Federal Bureau of Investigation FBI Federal ထောက်လှမ်းရေးအဖွဲ့ဒီနေရာမှာ CIA နဲ့မရောထွေးရပြောကြားနေပါတယ်။ CIA ကစီရေးနေလုံခြုံရေးဆိုင်ရာတရှိုးလုပ်ငန်းများကိုဆောင်ရွက်တဲ့ဖွဲ့စည်းဖြစ်ပါတယ်။ နံပါတ်၄အွန်လိုင်းငွေကြေးလိမ်ခံသောအမေရိကန်နိုင်ငံသားများ၏ကိစ္စရပ်များနှင့်အဆိုပါသူများ၏တုံ့ပြန်ဆောင်ရွက်မှုများကိုကင်တွင်ဆောင်ရွက်ရန် US Secret Service နံပါတ်၅တန်တမာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက်အမေရိကန်နိုင်ငံသား၏ဌာန Department of State နံပါတ်၆ရာဇဝတ်မှုပတ်သက်ဆက်ဆက်သောပစ္စည်းနှင့်ငွေကြေးများပေါ်ပိတ်ဆို့ရေးယူနိုင်၏အတွက် American Bank ၏ဌာန၏ Office of Foreign Assets Control နံပါတ်9အမေရိကန်နည်းပညာနှင့်ထုတ်ကုန်များကိုစကန်စင်တာများမှ၎င်းတို့လုပ်ငန်းများတွင်အသုံးပြုခြင်း ဥပမာ cloud service telecom equipment များကိုကန့်သတ်ပိတ်ဆိုရင် American စီးပွားကူတန်ရေးဌာန Department of Commerce နံပါတ်၈ပတ်သက်ဆက်တော် American company များဥမာ Meta, Microsoft, Facebook ကြော်ညာများတွင်ကြားပြန်လည်လည်မှုဆိုင်ရာကြော်ညာများကိုပိတ်ဆိုရင်စားရှိသဖြင့်ဌာနအများကြီးပါဝင်ပါတယ်။ပါဝင်တဲ့အဖွဲ့အစည်းများကိုကြည့်မယ်ဆိုရင်ဖွဲ့စည်းလိုက်တဲ့ SCSF မှာလုံခြုံရေးချိန်ချောက်မှုတွေဖွဲ့စည်းတာမျိုးမဟုတ်ပဲ American နိုင်ငံသားများ၏ဂျိုးစီးပွားကိုကာကွယ်ရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလေးထားလှုပ်ဆောင်ပြီး Law Enforcement Task Force အဖွဲ့ပုံစံဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကိုထိုးဖောက်ဝင်ရောက်ပြီးလူရှိသူများကိုဖမ်းဆီးနိုင်နေရေးကိုအဓိကတာလှုပ်ဆောင်မဲ့အဖွဲ့နဲ့တော့မတူပါဘူး။ဒါပေမဲ့စိုးပန်ထူးဖွဲ့ရဲ့အမည်ကို Strike Force ကိုမြည်ပေးထားခြင်းကထူးခြားနေပြီးဝင်ရောက်စီးနင်းလုပ်ငန်းများကိုလှုပ်ဆောင်ပြီးလက်နက်ကင်ထူးတပ်ဖွဲ့ကဲ့သို့ထင်အောင်ထင်မှန်းဖြစ်စေပါတယ်။ဆိုပါဖွဲ့ mandate ရရာဇဝတ်သားများကိုဥပဒေအရပြစ်ပေးရေးယူနိုင်ရေးအတွက်ဖြစ်နိုင်မီဘလို့နီးလန်းကိုမဆိုအသုံးပြုရေလှောက်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ အွန်လိုင်းလိမ်လည်မှုငွေကြေးခွာခြားမှုများကိုစုံစမ်းထောက်လှမ်းရအတွက်ဆိုရင်အမေရိကန်နိုင်ငံတွင်းမှာပဲနီးပညာမြင့်ဆိုရထဏာများနဲ့လုံလောက်ပါတယ်။ထိုင်းနိုင်ငံဝါရုံနဲ့ဒီအမေရိကန်ဆုံတော်များဆီလွတ်တွေကိုကြည်ချင်းအဖြစ်စောချစ်သူ DGB ကခေါင်းဆောင်လေးဦးနဲ့သူတို့ရဲ့ရာဇဝေကိုင်းကိုဖြိုခွဲရင်ရည်ရွယ်ချက်များရှိနေလားလိုအပ်သလို SCS ကိုတိုးချဲ့ဖွဲ့စည်းလှုပ်ဆောင်သွားမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။လက်ရှိချိန်ကြီးတော့မြန်မာနိုင်ငံနေဆက်တဲ့ကိုတိုက်ရိုက်ဝင်ရောက်ဖမ်းဆီးမဲ့အခြေအနေမရှိသေးပဲ။ ထိုင်းနိုင်ငံမှာတချိန်ဖြည့်ရှင်းနိုင်ရေးအတွက်အမေရိကန်နိုင်ငံမှာနောက်ွယ်ကနေပံပိုးဆောင်ရွက်နေတဲ့နီလန်းကိုသာလှုပ်ဆောင်လျက်ရှိတယ်လို့သုံးသပ်လို့ရပါတယ်။ထိုင်းနိုင်ငံမှာလည်းကြားပြန်လုပ်ငန်းတွေဥဆောင်လောက်ကင်နေသူများကိုမိသူဖန်ဆီးရေးယူဆောင်ရွက်ရမည်ဆိုသောမေးခွန်းရှိပါတယ်။လာဒူနိုင်ငံကရာဇဝတ်မှုများကိုကြည့်ရင်ဖက်ဖက်မှပိတ်ဆို့ဖြတ်တောက်ပြီးသက်ဆိုင်ရာရာဇဝတ်ကိန်းကိုအားနည်းစေပြီးဂိုင်းသားချင်းချင်းသွေးကွဲစီကဥဆောင်သူများကိုနှိမ်နှင်းခြင်းဖန်ဆီးခြင်းတို့ကိုလှုပ်ဆောင်သည်ကိုတွေ့ရှိနိုင်တယ်။ဒါကြောင့်ထိုင်းနိုင်ငံကလည်းဆိုပါနီးကိုသုံးပြပြီးကြားပြန်ကောင်းဆောင်များကိုအညာကိုင်းက ဖန်ဆီးသွားနိုင်တယ်လို့ယူဆလို့ရပါတယ်။ကြားပြန်လုပ်ငန်းတွေပါဝင်ဥဆောင်သူများစုမှာထိုင်းနိုင်ငံတွင်၎င်းတို့မိသားစုဆွေမျိုးနိုင်ဝိုင်းတွေငွေကြေးပစ္စည်းဥစ္စာများစုဆောင်းသိမ်းဆည်းထားကြသည့်အတွက်ဆိုပါလူများပေါ်ထိုင်းနိုင်ငံမှာဖီအားပြီးလှုပ်ဆောင်ပါတယ်။ထို့အပြင်ထိုင်းနိုင်ငံသည်တရုတ်ဥဆောင်သည့်ကြားပြန်နိုင်ငံရင်းတွေပါဝင်သလိုမြန်မာစစ်အုပ်စုနှင့်လည်းအဆင်ပြေသည့်ဆက်ဆံရေးရှိရာကြောင့်နိုင်ငံချင်းချင်းပူးပေါင်းဆောင်ရွက်သောကြားပြန်နိုင်ငံရင်း operation များလည်းပေါ်ပေါက်လာနိုင်ပါတယ်။မြန်မာစစ်အုပ်စုအနေဖြင့်လည်း American ဖီအားကိုရှောင်ရှားလိုသည့်ဆန္ဒရှိသည့်နေကြီး ပေါ်ရင်ဟန်ပြကြားပြန်နေတဲ့လုပ်ငန်းများကိုထိုင်းနှင့်ဘူးတွေလှုပ်ဆောင်က၎င်းတို့ကဆက်ကျင်နေသောနယ်စပ်တစ်လျှောက်ရှိ KNU ဖွဲ့နှင့် PDF များကိုဖိအားပေးနှိမ်နင်းရေးကိုပါလှုပ်ဆောင်နေပါတယ်။ထူးသဖြင့်စေယုတ်စုနှင့် PDF များကြားခြံစည်းရိုးခွာနိုင်နေတဲ့ DGB ဖွဲ့ဝင်များနဲ့မကြာသေးခင်ကဆက်ရှင်စင်းတွေပါလာသော DGB ထိပ်ပိုင်းကောင်းဆောင်၄ဦးကိုဖိအားပေးဖမ်းဆီးနိုင်ရန် American ကိုထိုင်းမှာတဆင်လွှဲပြောင်းမိကထိုးကျွေးတဲ့ဖြစ်ရည်ဖြစ်လာနိုင်တယ်။မြန်မာစစ်တပ်ရဲ့အမာခံလူ BGF ကမကြာသေးခင်က မီပြောင်းခဲ့တဲ့ KNN အဖွဲ့ကြီးကောင်းဆောင်စွမ်းချစ်သူအနေနဲ့ငွေကြေးလက်နက်လူသူတောင်းတင်းတာကြောင့်မြောက်ရီနေဆက်တရှာစီးရေးရထိန်းချုပ်မှုရရှိစေရန်စီးအုပ်စုကိုအဓိကကူညီပေးနေတာကြောင့်တတ်နိုင်သမျှ KNN BGF ကိုကာကွယ်ပေးထားမယ်ဟုယူဆလို့ရပါတယ်။လက်ရှိထိုင်းနိုင်ငံနေဆက်တရှာမြောက်ရီနေရှိ KK ဘက်ကိုမြန်မာစစ်တပ်ကဝန်ရောက်စီးနင်းပြီးအစာအုပ်ချို့ကိုဟန်ပြဖျက်ဆီးခဲ့တာကြောင့်ဆိုပါနေရာမှာကြားပြန်လုံသူများခြားဒေသများတို့ကြောင်းရွှေ့သွားကြပါတယ်။ ထူးသဖြင့်စောချစ်သူရွှေကုတ်ကူနယ်မြေသို့ပြောင်းရွှေ့သွားတာကြောင့်စောချစ်သူရွှေကုတ်ကူနယ်မြေဟာကြားပြန်မှုဌာနချုပ်ဖြစ်ရှိနေစေဖို့ယူဆရပါတယ်။ရွှေကုတ်ကူတို့ပေးထားသောလျှက်စစ်မီလိုင်းနှင့်အင်တာနက်ကွန်ရက်တို့ကိုထိုင်းမှလုံးဝဖျက်တောက်လိုက်ပြီးဆိုတော်ညာလေရွှေကုတ်ကူမှာတနည်းနည်းနဲ့အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နေဖြစ်ပါတယ်။လျှက်စစ်မီဖျက်လိုက်တော့လေဒီဇယ်ဝယ်ယူရရှိနေပြီးဖျက်တောက်ရမဖြစ်နိုင်တော့ကြောင့်ရွှေကုတ်ကူသည်လိုအပ်သည့်လျှက်စစ်တပ်အားကိုရယူနိုင်ပြီးအနေထားမှာရှိပါတယ်။ သို့သော်အင်တာနက်ထိစပ်မှုတို့စတားလင်ဂျူဒူဆက်သွယ်ရေးစနစ်နှင့်ခြားဆက်သွယ်ရေးစနစ်များကိုလုံးဝဖျက်ဆီးလိုက်နိုင်ပါကကြားပြန်လုပ်ငန်းများဆက်လက်လုပ်ဆောင်ရခက်ခဲသောမှာတည်ကြပဲဖြစ်သည်မြန်မာစစ်အုပ်စုအနေနဲ့အမေရိကန်လူကြကြားပြန်ပူးပေါင်းနိုင်နေလုံဆောင်ပြီဆိုပါကဖြစ်နိုင်ဆုံးမှာ EKBA ကထိန်းချုပ်ထားတဲ့တိုင်ဂျန်ကြားပြန်နေရာလုပ်ငန်းစုဖြစ်နိုင်နေမြန်မာစစ်သားများထိုင်းနိုင်ငံတွင်တရားဝင်ဝင်ရောက်လာပြီးထိုင်းစစ်ဘက်ရဲဘက်နဲ့ပူးပေါင်းပြီးတော့ထိုင်းဘက်ချမ်းမှာတိုင်ချန်ကိုဝင်ရောက်စီးနင်းလာဦးစဉ်းစားကြရရှိပါတယ် ဇေယျစုနေပြီးထိုးကျရမည်ဆိုပါက KNBGS စောချစ်သူတက် DKB ရာစတေးဘူရာပုံမဖြစ်နိုင်ဘူးလက်ရှိ US session ထိထားသော DKB ခေါင်းဆောင်၄ဦးမှာ Sourcey COC ချုပ်စိုင်းကြော်လာဒိုင်ဂျန်ကြားပြန်လုပ်ငန်းရှိရာနေမည်ဦးစိုးမိုးတဲ့တက်မှု Sourcey ဝင် Cheetos Step Sourcey အောင် Tactical Commander တို့ဖြစ်ပြီး Sourcey မှာ NCA တွင်အဓိကလက်မှတ်ရေးထိုးထားသူတူဖြစ်တယ် DKB အတွင်းတွင်ຫນွေဥတော်လိုင်းရင်ကို လိုလားတဲ့အဖွဲ့သားများမှခွဲထွက်သွားကြပြီ။ဒါကြောင့်ဂျန်နဲ့ DKB ရဲ့အဖွဲ့များမှစစ်တပ်ဤ NCA ကိုဇက်လက်ဆွဲကင်ကမိမိတို့ရက်တီအတွက်နေဆက်တလျှောက်တရားမဝင်စီးပွားရေးလုပ်ငန်းများကိုလုပ်ကင်ကခြေနေကြီးမိစဉ်ကြီးကနေရလူများလို့ပြောလို့ရတယ်။ DKB အတွင်းနေဆိုပါကောင်းဆောင်များဤနောက်လိုက်များအပြင်2016ခုနှစ်ကနေကစစ်တပ်ကိုတည်ထသာရင်းသောဘူပီဥဆောင်နယ်ဖွဲ့လဲတသက်ရှိသေးတယ်။အကယ်၍မြန်မာစစ်အုပ်စုကလိုအပ်၍ထိုးကြီးရရင် စောစတီကိုခြံထားပြီးတော့ထိုင်ကြံကြားပြန်လုပ်ငန်းကိုနှိမ်နေရင်ဆိုင်းကျော်လာနဲ့စောစိန်ဝင်တို့ကိုရှေးဦးစွာထိုင်းနေပူပေါင်းဖမ်းဆီးပေါ်ရရှိပါတယ်မြန်မာစစ်တပ်နေဖြင့် DKB ရဲ့ထိပ်ပိုင်းကောင်းဆောင်နှစ်ဦးကိုထိုးကြွေးလိုက်ပါကစေယုစုတွေလည်းပေးချက်နဲ့ချက်ဖြစ်လာနိုင်တယ်မြဝရီထပ်ပိုင်းစောချစ်သူထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုမှဖြစ်စီမြဝရီတောင်ပိုင်း KK ဘက်နဲ့စုံစည်းပြိုင်ဒေသမှာဖြစ်စီကြားပြန်လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ပါက DKB အနေနဲ့၎င်းတို့တပ်ဖွဲ့ဝင်များကိုထိန်းသိမ်းထားနိုင်ခြင်းရှိတော့မည်မဟုတ်ပဲ အခြားဖွဲ့များနဲ့စင်ပြေနီးစပ်ရာကိုပေါင်းစုသွားနိုင်ပါတယ်။ငွေကြေးလက်နက်လူသူတောင်းတင်းနေဆိုတဲ့စောချစ်သူ KNBG ရဲ့အဖွဲ့မှလည်းညီများကြကြတပ်ဖွဲ့ဝင်များကိုစူးစီးထားနိုင်တယ်ကိုမေးခွန်းထုတ်စီရှိပါတယ်။အကယ်၍အမေရိကန်ကစူကြီးနေဖန်ဝရန်ထုတ်လာခဲ့ရင်စောချစ်သူနဲ့ DKB ခေါင်းဆောင်များမှမိမိတို့အတွင်းစီကိုပြန်လည်တည်ထားမယ်အနေအထားကိုရောက်ရှိလာမှာဖြစ်ပါတယ်။ Strike Force SCSF အနေနဲ့မြန်မာပြည်တွင်ဝင်ရောက်ဖမ်းဆီးရေးမှာချက်ချင်းလက်တလုံးမှာမဖြစ်နိုင်တော့လေ Strike Force ချိန်မုံ၏တပ်ဖွဲ့ကိုအငင်းပွားဝဲရအမိနာမှာပေးပြီးတော့ အောက်ခြေမြေပြင်မှာအမေရိကန်စုံတော်များအနီးကပ်ကြီးကြပ်နေခြင်းဟာထူးခြားချက်တစ်ခုဖြစ်တယ်။ထိုင်းနိုင်ငံကတော့အမေရိကန်နဲ့တရုတ်ကြားအဆင်ပြေအောင်ကြိုးစားပြုမှုဆောင်ရွက်ရင်းကြားပြင်နဲ့ပတ်သက်တဲ့ပြည်တွင်းလက်စားမှုအပုံနဲ့များကိုဖုံးဖိနိုင်အောင်ကြိုးစားကရသမျှနိုင်ငံရေးစီးပွားရေးအမျက်ထွက်အောင်လှုပ်ဆောင်မယ်ဆိုတာထင်ရှားပါတယ်။လောလောလတ်လတ်မှာတော့ထိုင်းမှာစံတန်းချိန်၅သိန်းဝယ်ယူမိဟုအယုတ်ကဂရီစကားရရှိထားပြီးဖြစ်ပါတယ်။မြန်မာစစ်အုပ်စုအနေနဲ့ဘယ်လိုကင်တွယ်သွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ရော SCS အဖွဲ့ကမြန်မာနိုင်ငံနေဆက်က ကြားပြန်ရာဇဝယ်ကိုင်းကိုတကယ်ပဲဖြိုခွင်းနိုင်မယ်လို့ထင်လားဟုတ်မှန်ပါမှန်ဝါပေးကြပါဦးဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုသစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း like and subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါတယ်ရှိမှလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါရဲ့ခင်ဗျာကြည့်ရှုအားပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်